2025ရဲ့စေဝင်စားစရာအကောင်ဆုံးသိပ္ပံရှာဖွေတွေ့ရှိမှုတုံကူတက်ကိုတင်ကျယ်ရီကြားရဲမှာပြန်ဝဲနေရလို့မြင်ရကြည့်လိုက်ပါလူများစုအတွက်ကတော့အိမ်မက်တစ်ခုလိုပါပဲဒါပေမဲ့လို့အဲ့ဒီအိမ်မက်ဟာအမှတ်မထင်ပဲနဲ့စိုးကျတစ်ခုရှိနေပါ යි နိုင်ငံတကာအာဂါသခန်းကအာဂါသရင်မှုတွေအပေါ်သူရတနာပြုလုပ်ရမှာစေဝင်စားစရာအမှန်တရားတစ်ခုကိုဖော်ထုတ်နိုင်ခဲ့ပါ යි အာဂါသရဲမှာအာဂါသရင်မှုတွေရဲ့တည်မြှင့်မှုစွမ်းရည်တွေဟာတိတိတသားကိုမှရောကြသွားတာကိုသိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့ရပါ යි ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့ဒီအုံနောက်လုပ်ငန်းဆောင်တာတွေဟာကမ္ဘာမြေကိုပြန်ရောက်တာနဲ့တပြိုင်တည်းချက်ချင်းပြန်ကောင်းမလာတာပဲဖြစ်ပါပြီ။ဒီတွေ့ရှိချက်ကတော့အာဂါတာရဲ့ပြင်းထန်တဲ့ပတ်ဝန်းကျင်ကလူရဲ့အုံနောက်အပေါ်ဘယ်လိုမျိုးတက်ရောက်မှုရှိရဲဆိုတာကိုနားလည်ဖို့နေပယ်တစ်တခုကိုဖွင့်ပေးခဲ့ပြီးတော့အာဂါတာမရှင်တွေနဲ့ကျွန်တော်ရဲ့ဆက်ကြဝရာစူးစမ်းရှာဖွေသူတွေကိုဘယ်လိုမျိုးအကောင်းဆုံးပတ်ပိုးပေးနိုင်မလဲဆိုတဲ့မေးခွန်းတွေကိုဖြစ်ပေါ်စေပါပြီ။ဒီလိုမျိုးရှာဖွေတွေ့ရှိမှုတွေဟာလေအာဂါတာခီးရဲ့ရှုပ်ထွေးလာတဲ့အာယုံကျော်ဆိုင်ရာတက်ရောက်မှုတွေကိုလေ့လာဖို့အတွက်အခြေခံအုတ်မြစ်တစ်ခုလိုဖြစ်လာခဲ့ပါပြီ။ အာဂါသာတွေကိုခဏခဏသွားနေရင်ညံရင်နေသွားနိုင်တဲ့အချက်ကလည်းစိုးရင်စရာပါပဲဒုတိယတွေ့ရှိမှုကတော့အသားအစာဝတ်မှုန်ကူတူလည်းဖြစ်ပါတယ်ပန်းဝတ်မှုန်ကူတူတွေအကြောင်းကိုစဉ်းစားတဲ့အခါမှာပြားရည်နဲ့လိပ်ပြာတွေကအရင်ဆုံးစိတ်ထဲကိုပေါ်လာတတ်ကြပါတယ်ဒါပေမဲ့လို့မဖြစ်နိုင်တဲ့သူရဲကောင်းတူဖြစ်တဲ့မျိုးသုံးလူနီးပါးဖြစ်နေတဲ့အီသီယိုးပီးယားဝက်ဝင်တွေကလည်းပန်းတွေကိုမျိုးဝတ်မှုန်ကူပေးနိုင်ပါတယ်ဒီလိုမျိုးမယုံနိုင်စရာအသားအစာဝတ်ညီကိုတော့မှတောက်ပါရီအီသီယိုးပီးယားဟော့ပေါ်ကပန်းပွင့်ကိုဝတ်မှုန်ကူပေးနေတာကိုလည်းတွေ့ရှိရပါတယ် ဒီဝမလီရီဟာဆိုရင်တော့ဖြစ်တဲ့ခါတလေမှာအမဲလိုက်တာမျိုးမလုပ်ဘဲနဲ့ပန်းရချုံမြင်တဲ့ဝီရီကိုနူးညံ့စွာကိုရက်နေရင်နဲ့သူ့ရဲ့နှခမ်းမွေးတွေပစက်တွေမှာဝမ်းမုံတွေပါသွားပြီးတော့မတော်တဆဝမ်းမုံတွေကိုတည်ယူပို့ဆောင်ပေးနေတာပါဒီလိုမျိုးထူကြတဲ့တွေ့ရှိချက်ကတော့ဂေဟာစနစ်အတွက်ကရှုပ်ထွေးပြီးတော့လူသားတွေမမျှော်လင့်ထားတဲ့ဆက်နွယ်မှုတွေကိုမိမောင်ထိုးပြယုံတာမှာကပဲနဲ့မျိုးတော်လူနေပါဝမ်းမလီရီရင် သူ့ရဲ့နေရင်ဒေတာကထူးခြားတဲ့ပန်းပင်နှမျိုးလုံးကိုထိန်းသိမ်းဖို့အတွက်မျှော်လင့်ချက်အလင်းရောင်ကိုလည်းပေးစွမ်းနေပါသည်ဒါဟာတဘာဝတရားရဲ့အဝင်ကွင်ချဖြစ်မှုနဲ့ဘယ်ရာကောင်းမှတဘာဝရဲ့ရှင်ပြိုင်လို့မရဘူးဆိုတာကိုပြသနေတဲ့စစ်မှန်တဲ့တက်တွေပါပြီနောက်ဆုံးတစ်ခုကလူသားတွေအတွက်မရှိမဖြစ်ပဲဖြစ်ပါသည်ဒေတာချက်လက်တွေကအရေးကြီးတဲ့ခေတ်မှာသိပ္ပံပညာရှင်တွေဟာတည်င်းအချက်လက်အများအများကိုလုံခြုံစွာနဲ့အချိန်ကြာမြင့်စွာသိသိဖို့စံတည်တဲ့ဤပညာတွေကိုအမြဲတမ်းကိုမှရှာဖွေနေကြပါသည် အခုတော့ data sense ဆိုတဲ့ရှာဖွေတွေ့ရှိမှုအသစ်ကဖြစ်ပေါ်လာပါပြီ။သူတွေတီတွေဟာတည်ကြတဲ့လေဆာရောင်ကြီးကိုတုံးပြီးတော့အလင်းသုံး digital data တူလောင်ရေး format တစ်ခုနဲ့ကိုမှတူလောင်မှုပမာဏနဲ့ညီမျှတဲ့ terabyte ပမာဏရှိတဲ့ data တွေကိုစင်တကူအတွင်းမှာထည့်သွင်းနိုင်တဲ့နည်းလမ်းကိုတည်ထွင်ခဲ့ကြပါပြီ။ဒီတွေ့ရှိချက်ကိုလည်းတကယ်ကိုမှလူစိတ်ဝင်စားစေတဲ့ချက်ကတော့ဒီ data sense တွေဟာအခဲအပူချိန်မှာနှစ်တန်းပေါင်းများစွာသတင်းအချက်အလက်တွေကိုထိန်းသိမ်းထားနိုင်တဲ့ဆိုတဲ့အချက်ပါပဲ။ ဒီအောင်မြင်မှုကတော့ရေရှည်မှတ်တမ်းတင်ခြင်းလူသားမျိုးနွယ်ရဲ့အသိပညာကိုအနာဂတ်မျိုးစစ်တွေအတွက်ကာကွယ်ပေးခြင်းဖြစ်ကုန်မှာစကြဝဠာတွေကကြေတာရာတွေစီကိုဆက်သွယ်ရေးအတွက်ပါနည်းနည်းတဲ့တက်ရောက်မှုတွေရှိပြီးတော့စကြဝဠာအကွာဝေးနဲ့တွေ့ရင်တော့အလင်းနဲ့တန်ပေါင်းများစွာချရင်တော့မှမပြည့်စည်နိုင်တဲ့ကြာရှည်ခံနိုင်တဲ့ message တွေကိုပေးပို့နိုင်စီပါရင်ဒါဟာဒေတာထိန်းသိမ်းမှုရဲ့အနာဂတ်ကတောက်ပလာပြီဆိုတဲ့သက်တည်လေးဖြစ်ပါရင်ဒီရှာဖွေတွေးရှိမှုတွေဟာလေရိုးရှင်းတဲ့သိပ္ပံနေကြအချက်လက်တွေတသက်မဟုတ်ပါဘူးဒါတွေဟာလေလူသားမျိုးနွယ်ရဲ့စူးစမ်းလို့စိတ်ပြဿနာဖြစ်ရှင်းနိုင်စွမ်းနဲ့နားလည်နိုင်စွမ်းတို့ရဲ့အောင်မြင်မှုတွေလည်းဖြစ်ပါသည် အနာဂတ်မှာလည်းဒီလိုမျိုးထူးခြားတဲ့ရှာဖွေတွေ့ရှိမှုတွေဆက်လက်ပေါ်ထွက်လာပြီးတော့ကျွန်တော်ရဲ့အသိပညာနယ်ပယ်ကိုပို့ပြီးတော့ကျယ်ပြန့်လာစေဖို့ကျွန်တော်ကတော့မျှော်လင့်ပါတယ်။မေဆီရိုကရောဘလို့ထင်မြင်တယ်လဲကွန်မန့်လေးမှာဆွေးနွေးပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။